Hello အားလုံးပါပါရှင်ဒီနေ့ကတော့ကျမရဲ့မမီမွေးလေးလေးရှိရပါတော့အဲ့တော့အိမ်မှာငါတလောက်ဝယ်ထားတာလေးရှိနေတယ်ငါတလောက်နဲ့ချက်နေပါတော့အရင်ပုံမှန်ဆိုလို့ရှိရင်ငချင်းတို့ငရမ်းတို့လည်းပဲချက်နေကြပါတော့အဲ့ဒီနေ့မှာတော့အိမ်မှာလည်းငါတလောက်ရှိနေတာလည်းငါတလောက်နဲ့ချက်ကြည့်နေပါတော့တချို့ဆိုလို့ရှိရင်ဟိုကျွန်တော်တို့ငါတက်တာလည်းအောင်ချက်ကြတယ်ပေါ့နော်အဲ့တော့ဒီနေ့တော့အိမ်မှာငါတလောက်လေးကိုပေါင်းပြီးတော့မော်ဟင်းကလေးချက်ပါမယ်ရှင် အဲ့တော့ morning skin care လေးပြုပါပြီဆိုတော့အစ်မရေလုံလိုက်ချက်ဖို့တော့တင်ဆက်လိုက်ကြတော့မယ်နော်ဒီဥဆုံး unique purpose ဆိုအောင်တည်ထားပြီးတော့ unique purpose ဆိုတဲ့ပုံမှာကျွန်တော်တို့ငသလောက်ကိုချုံမှုစာစမင်းမှုလေးနေပြီးတော့ပေါင်းလာလိုက်ပါမယ်။ငသလောက်ပေါင်းနေတော့မှပဲလိုအပ်တဲ့ပစ္စည်းလေးတွေဝင်ငါးတဲ့အထက်မှာပစ္စည်းလေးတွေကိုပြင်ဆင်ထားလိုက်မယ်ပေါ့နော်။ နော်ချစ်တော်လေးဦးလို့လုံးပေးတာလေးတွေလည်းနှွာထားလိုက်မယ်ပြီးတော့ချင်းနှွာထားမယ်ချစ်တော်ဖြူလည်းနှွာထားမယ်စပလင်လေးတွေကိုလည်းလီးချက်ထားလိုက်ပါမယ်အဲဒီပါဝင်ပစ္စည်းလေးတွေကကျွန်တော်တို့ချိန်ပါပေါ့နော် တမျိုးချင်းစီပဲကြဲကြဲအကုန်လုံးစုပြီးတော့ပဲကြဲကြဲဒါပေမဲ့ထောင်းချင်လဲထောင်းပေါ့နော်အဆင်ပြေတယ်လို့ပြုလုပ်နိုင်ပါတယ်ရှင်။ငါတလောက်ပေါင်းတော့ကျွန်တော်တို့9နာရီလောက်ပေါင်းလိုက်ပါတယ်ရှင်။ရေလိုတဲ့ခါကျရင်ထက်ထက်ပြေးရတာပေါ့နော်။ဒီငါတလောက်နှစ်ကောင်ကတော့85ကျပ်သားလောက်ရှိပါတယ်ရှင်။ဒါပေမဲ့ငွေကားထဲမှာကျွန်မသုံးလိုက်တာတော့ငါတလောက်က3ကောင်လောက်သုံးလိုက်ရပါတယ်။နှစ်ကောင်လေးကိုနည်းတယ်ချင်လို့ပေါ့နော်။နောက်တစ်ကောင်ထပ်ထည့်လိုက်ပါတယ်ရှင်။အစ်တော်နေလဲစီကြောထားလိုက်မယ်ပြီးပါလို့ရှင်။ငါပြောဦးလေးကိုလည်းလှည့်ဖြတ်ထားလိုက်ပါမယ်ရှင်။ ဒီတစ်ခေါက်မိုရင်းငါမှာတော့ကျွန်တော်တို့ကပဲပါတုံးပါပေါ့နော်အဲ20မိုရင်းငါလို့ပြောလိုက်ရပါတယ်ရှင်ကျွန်တော်20ပတ်မှာချက်တဲ့အတိုင်းပဲပေါ့နော်ရစမာမြေပဲဆန်ရေပဲဆန်ရေကိုနူးဤပြီးတော့ပျော်သွားတဲ့အနေထားလောက်တည်းကိုပြုတ်သွားလိုက်ပါမယ်ရှင်ပြီးွားရင်ဒီပဲတွေကစကားနဲ့တိုက်ချမှာပေါ့နော်ကျမဒီမှာငါတလောက်ကိုပေါင်းပြီးတော့ချက်တာလေငါပြုတ်ပြီးတော့နှွင်တဲ့နေရာမှာအဆင်မပြေမှာဆိုလို့ကျမပြုတ်မပြုတ်တော့ပဲနဲ့ပေါင်းလိုက်တာပေါ့နော် အဒီနေရာမှာငါတလောက်နဲ့ချက်မယ်ဆိုလို့ရှိရင်ပြုတ်လဲရပါတယ်ပေါင်းလဲရပါတယ်ရှင်မိမိစိတ်ကြိုက်ပါရှင်ကဲပယ်ရီအားလုံးကလူဤွားပြီဆိုလို့ရှိရင်တော့ကျွန်တော်စကားလေးနဲ့တိုက်ချပါမယ်ရှင်ကျမတို့ရိုးရိုးပဲဆန်ရေပဲပြုတ်တာဆိုလို့ရှိရင်တော့ထောင်းလိုက်ရုံနဲ့ရရပါတော့ကျမကဒီတစ်ခေါက်ရေပဲဆန်မှထည့်ပြုတ်ထားတဲ့အတွက်အခွန်နေပေါ့နော်အခွန်နေဒီကျမတို့မွေးငါးထဲမှာပါသွားမှဆိုတာကြောင့်မထောင်းတော့ပဲနဲ့စကားနဲ့စစ်ပြီးတော့တိုက်ချတာပေါ့နော်ဒါဆိုလို့ရှိရင်ပဲအနှစ်ကတသက် အခွန်ကတသက်ဖြစ်သွားတာပေါ့ရှင် ပဲရီကိုစကားနဲ့စစ်ပြီးတော့ပေါ့နော်တိုက်ချတဲ့နေရာမှာကျွန်မရေလေးလေးသုံးပါတယ်ရေနည်းနည်းထည့်ရေထည့်ပြီးတော့ပေါ့နော်တိုက်ချတဲ့ခါကျလို့ရှင်တိုက်ခါရလေးအဆင်ပြေလို့ပါရှင်ဒါကျွန်တော်ကဒီမှာငားလေးထည့်မယ်ပဲရီလေးထည့်တဲ့အတွက်ဒီမိုးငားလေးကပြစ်နေပြီးတော့ရန်စားလို့ကောင်းပါတယ်ရှင်ကျမတို့ငကြင်းတို့ငမြင့်ချင်းတို့ပေါ့နော်ငငရမ်းတို့နဲ့ချက်တဲ့ကားချင်ပို့ပြီးတော့ပြစ်နှစ်ပါတယ်ရှင် ဆိုတော့ဒီငါးတွေရာကြတော့ကျွန်တော်တို့ဟီးရီအပူနဲ့တွေ့လေတွေ့လေငါးသားပွားတက်လာပြီးတော့ပေါ့နော်အဲ့လိုဟီးရီပြပြလေးရတယ်ပေါ့နော်ကျွန်တော်ငါးသလောက်ကကြတော့ငါးသားပွားတယ်ထဲမှာမပါပါဘူးပြီးတော့ကျွန်တော်တို့ကပေါင်းပြီးတော့ထည့်တာဖြစ်တဲ့အတွက်ငါးသားမပွားဘူးပေါ့နော်အဲ့တော့ဒီမိုဟီးရီကတော့အရန်ပြစ်နှစ်နေရပြီးတော့ဖြစ်ပေါ့နော်အဲ့ကျွန်တော်တို့ဘက်မှာဆိုငရဲငမြင့်ချင်းငချင်းတို့နဲ့ချက်တဲ့ခါကြလို့ရှိရင်ဒီပဲရောငါးရောထည့်လို့ရှိရင်ဒီမိုဟီးငါးကိုအလှမိုဟီးငါးလို့သုံးလုံးကြတယ်ပေါ့နော် ဒီနေ့ချက်တာတော့အလှမုံငါပါပဲဒါပေမဲ့ကျွန်တော်ကငါတလောင်းနဲ့ထည့်ချလိုက်တဲ့အတွက်ပြပြနှစ်နှစ်ကြီးတော့ဖြစ်မနေဘူးပေါ့နော်ငါတလောင်းနှစ်ကောင်ကတော့လုံးဝပေါင်သွားတာပေါင်ပြီးသွားပြီးတော့မျိုးနူးဤသွားပြီပေါ့နော်ကျွန်တော်တို့သူ့ရဲ့ခေါင်းတွေကိုလည်းစကားနဲ့တိုက်ချလိုက်ပါရရှင်အဲ့တော့ငါတလောင်းပေါင်းလေးရပြီဆိုလို့ရှိရင်တော့ငါးစီတက်ဖို့အတွက်ပြင်ဆင်ပါမယ်စီထည့်ပါမယ်ပြီးသွားရင်စနစ်မုတ်လေးထည့်ပါမယ်စနစ်မုတ်ထည့်ပြီးပြီဆိုတော့ကျွန်တော်တို့ကြိတ်ထားတဲ့ပေါင်ပစ္စည်းလေးတွေကိုစီနဲ့ချက်သွားပြလိုက်ပါမယ်ရှင် ီပါဝင်ပစ္စည်းလေးတွေချက်သွားတဲ့အနေထားလောက်ထိကိုချက်သွားပြီးလိုက်မယ်ကြောသွားပြီးလိုက်မယ်ပေါ့နော် ကျွန်မခုနကပြောသလိုပဲကျမတို့ရေငတ်တလောက်ကိုပေါင်းထားတာကတော့နှစ်ကောင်နဲ့ပါပဲဒါပေမဲ့အိမ်မှာငတ်တလောက်ပေါင်းစားဖို့အတွက်ဆိုပြီးတသက်ပေါင်းထားတာရှိသေးတယ်ပေါ့နော်အဲ့တော့ငတ်တလောက်အဲ့ဒါပေါင်းဦးနဲ့တသက်ပေါင်းထားတာပေါ့နော်ဒီပေါင်းဦးနဲ့တသက်ပေါင်းထားတဲ့ထည့်ရနေပြီးတော့ငါးကောင်မှထပ်သုံးပြုလိုက်ရပါတယ်ရှင်အဲကျွန်တော်တို့အလှမောင်းငါလို့တွေးစားထားတဲ့အခါကျတော့လေပြပြနဲ့နဲ့လေးစားချင်တဲ့အခါကျတော့ဒီငါးနှစ်ကောင်နဲ့မလောက်ပါဆိုလို့ဆိုပြီးတော့ကျွန်တော်တို့နောက်ထပ်ငါးကောင်ထပ်ပြီးတော့အသုံးပြုလိုက်ပါသေးတယ်ရှင် ငါကပေါင်းထားတဲ့အတွက်ကျမတို့နှင်းစီရမလို့တော့ဘောနော်ကျမတို့တွေစီငါပေါင်းပစ္စည်းလေးတွေစီတက်ထားတယ်ပြီးပါလို့ရှိရင်ငါပြီးအနှစ်လေးထည့်ပြီးတော့တစ်ခါထပ်စီတက်တယ်ငြုတ်သီးနဲ့ပြောက်သွားပြီဆိုလို့ရှိရင်ငါပေါင်းထားတာဒီကိုထည့်ပြီးတော့ရေလေးနည်းနည်းထည့်ချီပြီးတော့ချက်သွားရုံပဲဘောနော်အရသာအနေနဲ့ချိုးပုတ်ထည့်ပါတယ်။ငံပြရည်ပဲချက်ချက်ပါမယ်ရှင်။ဘုံင်းသားထည့်ချက်တိုင်းတော့ငံပြရည်ပဲအသုံးပြုပါတယ်ရှင်။စားဖို့အသုံးပြုပါဦးရှင်။ တော့ငါကိုချက်လိုက်တာလေချက်တဲ့နေထားရောက်သွားပြီဆိုလို့ရှင်တော့ကျမတို့ခုနကစကားနဲ့စစ်ပြီးတိုက်ချတာတယ်ဘယ်လီကိုစပြီးတော့ချက်ပါမယ်ရှင်ဒါကတော့ပဲကိုကျမတို့ရေနဲ့လည်းစစ်ပြီးတိုက်ချတာတယ်ပေါ့နော်ဒါမှမဟုတ်ကျမတို့ရေထပ်ထိပ်ပြီးတော့ဒါကိုစူပွက်လာတဲ့အနေထားလောက်ထိကိုချက်သွားပြီးလိုက်ပါမယ်ရှင်ဖုန်းရုပ်ပြီးတော့စူပွက်လာတဲ့နေထားလောက်ပြီးချက်သွားလိုက်မယ်ပေါ့နော်အနေငယ်စူပွက်လာတယ်လို့ထင်ရတဲ့နေထားလောက်မှာတော့ကျွန်တော်တွေငါးကိုထည့်လိုက်ပါတော့မယ်ရှင် ငါးစီတက်ထားတာလေးထည့်လိုက်ပြီပေါ့နော်ငါတလောက်နဲ့ချက်စားတာကတော့ဒါကတော့ပထမအုပ်ဆုံးပါပဲရှင်အရန်စားလို့ကောင်းပါတယ်ငါတလောက်ကလည်းမွေးနေရပဲဆိုတော့လေကဝက်ကင်းငါတလောက်ဖြစ်တဲ့အတွက်မွေးနေတဲ့ခါကျတော့လေငါတလောက်ဝင်ငါတော်တော်လေးစားလို့ကောင်းပါတယ်ရှင်ငါးစီတက်ထားတဲ့အိုးလေးကိုရီလေးနဲ့ငယ်ထည့်ပြီးတော့ကျွန်တော်ချိန်ပြီးတော့ထည့်လိုက်ပါမယ်ပြီးသွားလို့ရှိရင်စက်တုံဥနီလုံသေးလေးတွေပါတခါတည်းထည့်လိုက်ပါမယ်ရှင်ဖုန်းဖုန်းပြတဲ့ဆက်မဆိုလို့ စတုံညီတွေထည့်ပြွားပြီဆိုရင်တော့လှီရတဲ့ငပြောဥလေးတွေကိုလည်းတခါတည်းထည့်လိုက်မယ်ပေါ့နော်ဒီတစ်ခါတော့ငပြောဥတွေကိုအများကြီးတုံနာပါတယ်ရှင်ကျမတို့ရေကငပြောဥလည်းအရန်ကြိုက်တယ်ပြီးတော့ဒီမိုးငါးထဲမှာပေါ့နော်ကျမတို့စားထဲရတခါတည်းဒီငပြောဥကိုထည့်ထားလိုက်တဲ့အတွက်လေကျက်သွားတဲ့အချိန်မှာရောကျမတို့ခဏခဏနှွေးနေနှွေးနေအချိန်မှာပါပါလေဒီငပြောဥတွေကလေအီဖတ်ပြီးအရန်စားလို့ကောက်ပါတယ် ကဲကျွန်မခုနကပြောတဲ့အတိုင်းပဲပေါ့နော်ငါမလောက်ဘူးလို့စိတ်ထဲမှာထင်ပြီးတော့နောက်ထပ်အဲငါတလောက်တတုံးကိုလည်းပေါ့နော်သူဘဝင်းကအရေးလေးယူပြီးတော့ကျွန်တော်ဖဲ့ပြီးတော့ခြေပြီးတော့ထည့်လိုက်ပါတယ်ရှင်။ ိတ်ကမငါပြစ်ပြစ်ကလေးနဲ့စားခြင်းတဲ့ခါကျတော့လေငါနင်းနေလို့စိတ်ထဲမှာထင်တာ ਨੇ ပေါင်းစားမယ်ဆိုပြီးတော့ပေါင်းထားတဲ့ငါတလောက်ပေါင်းလေးတစ်ခါကိုယူပြီးတော့ကျမတို့ဟင်းရီလေးနည်းနည်းထည့်ပြီးတော့ခြီးပြီးတော့ထည့်လိုက်တယ်ပေါ့နော်ငါတလောက်ပေါင်းတဲ့ချက်ကတော့တခုလွယ်တာလေးပေါင်းထားတာတော့ကြာတယ်ဒါပေမဲ့ကျမတို့နှင်းစရာမလိုဘူးအလွယ်တကူလေးပဲထည့်လို့ရတော့လေအရန်စစ်ပြေးတာပါပဲရှင်ကေပြွားရင်ရတာနေနဲ့ချုံမုံနဲ့ငံပြရည်ပဲထထည့်ပါရရှင် ပြီးွားရင်အချိုးပိုလေးစီပိုအတွက်ကိုထညက်နှစ်ခဲထထည့်လိုက်ပါရရှင်။ဒီနေရာမှာထညက်ထည့်ခြင်းမထည့်ခြင်းရမိမိစိတ်ကြိုက်ပါတော့။ကျမတို့ကတော့အချိုးလေးပိုလေးစီပိုအတွက်ထညက်ခဲလေးနှစ်ခဲလောက်ထည့်လိုက်ပါရ။ပြီးတော့ရသာလေးမြည်ပြီးတော့လိုတာလေးတွေကိုမိမိစိတ်ကြိုက်ထည့်နိုင်ပါရရှင်။ကြရတာဘာမှမလိုတော့ဘူးဆိုလို့ရှိရင်တော့နောက်ဆုံးမငြိုကောင်းမုတ်လေးထည့်လိုက်ပါမယ်ရှင်။ကျမတို့ကမိုးငားတဲ့ကိုငြိုကောင်းမုတ်ထည့်ကြတာကိုကြိုက်တဲ့အတွက်ငြိုကောင်းမုတ်ထည့်ခြင်းဖြစ်ပါတယ်နော်။ အဒီတစ်ခေါက်ကဘဲဥကပြုတ်တာလေးနောက်ကြွားရတယ်နောက်ဆုံးမှပဲဘဲဥလေးတွေကိုအိုးဘဲဥရောကျမတို့လှီးပြီးထည့်တာလေးကိုပေါ့ပြီးပြီးစိတ်ကြိုက်ထည့်လိုက်ပါတယ်နော်အဲ့တော့ကျမတို့ဒီတစ်ခေါက်ကတော့ဘဲဥကပြုတ်တာနောက်ကြွားတဲ့အခါကျတော့သူ့ကိုနောက်ဆုံးမှထည့်လိုက်ပါတယ်ရှင်ဒါဆိုလို့ရှိရင်နော်လုံးဝပြီးပြည့်စုံသွားတယ်ငါတို့လောက်ပေါ့မိုဟင်ကလေးကတော့ရာသွားပါပြီရှင် ဒီမိုးရင်းကားကိုကျမတို့ဘက်မှာဆိုအလှမိုးရင်းကားလို့လဲခေါ်တယ်။နောက်တွန်တီးမှာလဲချက်တယ်ဒီပုံစံတိုင်းပဲချက်ကြတာပေါ့နော်။ငါတလောင်းနဲ့ချက်တာနဲ့ငချင်းငချင်းတို့ပြီးတော့ငမြင့်ချင်းငရံဓာတ်တွေပဲကွာပါပါတယ်ရှင်။ကျမတို့ကကျက်သွန်ဖြူစီချက်ထည့်စားရတာကြိုက်တော့ကျက်သွန်ဖြူစီချက်လေးလဲချက်ထားလိုက်ပါတယ်။ကဲဒါကတော့ဥဥဖြဖြမိုးရင်းကားကိုဖျားစွန်းတော်လေးကပ်ပါမယ်ရှင်။ ကျမတို့လမ်းထဲမှာကတန်းစွန်းတွေရောထိုင်စွန်းတွေရောရှိတဲ့အခါကျတော့တန်းစွန်းအတွက်ကောထိုင်စွန်းအတွက်ကောလှူပါမယ်ရှင်။ပြီးတော့အမျိုးတွေလည်းပေးမယ်။အတိမိတ်ဆွေတွေလည်းပေးမယ်ပေါ့နော်။ဒါကတော့ထုံးစံတိုင်းအမျိုးသားအတွက်စိုင်ကိုပို့ဖို့အတွက်ပြင်ဆင်ပါမယ်ရှင်။အမျိုးသားအကြုံမဆိုင်ဘူးပေါ့နော်။အကြုံမဆိုင်တဲ့အခါကျတော့အကြုံထည့်တော့ပါမယ်ရှင်။ Thank you. comme s'il vient de voler. Un limon à la banane. ညဘက်မှာတော့မိသားစုတွေစုပြီးမိမိကိုမတရားလေးကိမိုလေးခွင့်ပေးလိုက်ပါရရှင်။ကဲဒီနေ့မှာတော့ဒီလောက်ပါပဲရှင်။နောက်နေ့ပါလဲကျွန်တော်တို့မိသားစုတွေဘာတွေချက်ပြီးဘာတွေစားကြအောင်မယ်ဆိုတာကိုဆက်လက်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုပါရနော်။နောက်ထပ်ပတ်တွေမှာပြန်တွေ့ပါမယ်ရှင်။အားလုံးပဲဘိုင်ဘိုင်။